ဘဝမှာငါဘဝတော့အရာရာပြီးဆုံးသွားပြီလို့စိတ်ထက်ကြပြီးခံစားရတဲ့အခြေမျိုးရှိဘူးကြလားအားလုံးကိုအစကနေပြန်စားခြင်းမမိတ်ဘဲကနေစားအမှန်မသိဖြစ်နေတာမျိုးလားစိတ်သက်လုံးဝမကြပါနဲ့ဘာကြောင့်လဲဆိုတော့အေဂီခံစားချက်ကပဲတင့်ဘဝရဲ့အကောင်းဆုံးအခွင့်အလမ်းကိုစတင်ဖို့အကြီးမားဆုံးခွန်အားဖြစ်နေလို့ပါပဲဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ဟာဘဝကိုအတိတ်တစ်ဖန်ပြန်လဲစတင်ခြင်းရဲ့အခြေခံမှု 6ချက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီအချက်တွေကတင့်ကိုအတိတ်ကနေလွတ်မြောက်စေပြီးတင်တကယ်ဖြစ်ချင်တဲ့ဘဝကိုတိကျတေချာစွာပုံဖော်နေဖို့လမ်းညွှန်ပေးပါလိမ့်မယ်။ကျွန်တော်နဲ့အတူတင့်ဘဝကိုအတွင်းစိတ်ကနေပြန်လည်တည်ဆောက်ကြည့်အောင်။ကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ပြီးခေါင်းလောင်းလေးနှိပ်ပုံမမေ့ပါနဲ့နော်။ဒီတော့စလိုက်အောင်။ဘဝမှာ အပြောင်းလဲကြီးတစ်ခုလူကနေပြီလို့ခံစားလာရတဲ့အခါဒါဟာပြီးဆုံးသွားတာမဟုတ်ပါဘူးဒါဟာတင့်ကိုယ်ပိုင်ဘဝကိုပြန်လဲတိဆော့ပြီးအစပြုဖို့လိုနေတာပဲဖြစ်ပါတယ်အမှန်တကယ်ပြန်လဲစတင်ခြင်းဆိုတာအပြင်ဘက်ကိုပြင်ဆင်တာထက်တင့်ရဲ့အတွင်းစိတ်ကိုပြန်လဲတိဆော့ခြင်းဖြစ်ပါတယ်လက်ရှိအခြေအနေကိုအတိတတိပညာနဲ့ရင်ဆိုင်ပြီးလက်ခံပါ The radical acceptance ဘဝပြန်စဖို့အတွက် ပထမဆုံးခြေလမ်းကတော့လက်ရှိဖြစ်နေတဲ့အခက်အခဲတွေကိုရဲရဲဝံ့ဝံ့ညင်ဆိုင်ပြီးရှေ့ဆက်ဘာလုပ်တဲ့လဲဆိုတာအပြေရှားဖို့ပါပဲလက်ရှိအခြေအနေကိုအာရုံစိုက်ပါအတိတ်ကပြုခဲ့သမျှလုပ်ခဲ့သမျှရဲ့ရလဖြစ်ခုံးဖြစ်နေတော့လေအနာဂတ်ခရီးကို ပြန်လည်စတင်ပြီးပထမဆုံးခြေလမ်းတွေဟာ starting point ဖြစ်တယ်ဆိုတာကိုနားလည်ထားပါကိုကိုကို အပြစ်တင်လေခြင်းကိုရက်လိုက်ပါအမှားများကိုလက်ခံပါဒါပေမဲ့ ထိုအရာတွေနဲ့မိမိကိုယ်ကိုစိတ်တော့ခါမပြေပါနဲ့အမှားတစ်ခုဟာပြင်ပြင်နိုင်တဲ့အချက်လက်သားဖြစ်ပါတယ်လို့ခံယူပါတင်ဟာဇတ်သင်္ခန်းကို မရောက်သေးပါဘူးဘဝကို ရုပ်ရှင်တစ်ခုလိုမြင်ရင်အခုဟာဒုတိယပိုင်းရဲ့အစပဲရှိသေးပါသေးတယ်ဇလန်းကိုတင်ကိုယ်လိုင်းဆက်ရီးလို့ရတယ်ဆိုတဲ့စိတ်အားထက်သန်မှုကိုခိုင်မာစွာထားရှိပါအတိတ်ရဲ့ဝန်ထုတ်ဝန်ပိုးတွေကို လွှတ်ချပြပါ အနာဂတ်ကိုလမ်းဖို့အတွက်အတိတ်ရဲ့လေးဆန်တဲ့ဝန်တွေကိုချထားဖို့လိုပါတယ်။တင်းရဲ့စိတ်ကိုလွတ်လပ်ခွင့်ပေးလိုက်ပါ။အညိုအတေးများနဲ့မကျေနပ်ချက်များနဲ့နောင်တများအားလုံးကို စိတ်သေးကနေအပီးတိုင်ဖယ်ရှားပါ။၎င်းတို့ဟာရှေ့ခီးလမ်းအတွက်အနှောင့်အယှက်ဖြစ်စေမယ်စိတ်ပိုင်းဆိုင်ရာအမိုက်များလာဖြစ်သည်ဟုရှုမြင်ပါ။အတိတ်ကိုတရိရစေတဲ့အရာအားလုံးကို ရှင်းပြလိုက်ပါ။စိတ်ညစ်စေတဲ့လူ နေရာဒါမှမဟုတ်အမတ်တရက်များကို နေရာရွှေ့တာလွင့်ပြစ်တာလွတ်ပါတင့်ပတ်ဝန်းကျင်ကတင့်ရဲ့အနာဂတ်ပန်းနိုင်ဒီကိုပဲမြင်နေရပါစေခွင့်လွတ်ခြင်းဆိုတာကိုကိုကိုအတွက်ပါကိုကိုကိုခွင့်လွတ်ခြင်းဟာအတိတ်ကိုလက်လျှော့လိုက်ခြင်းမဟုတ်ပဲအတိတ်ရဲ့ချုပ်နှောင်မှုကိုလက်မခံတော်ဘူးလို့ဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်းသာဖြစ်ပါတယ်ဘဝပန်းတိုင်ကိုတီတီကြကြစွာပုံဖော်ပါတင်လိုခြင်းတာကိုတီတီကြကြမသိရင်ဘယ်ကူမှရောက်မှာမဟုတ်ပါဘူးဒါကြောင့် တင်ရဲ့ပန်းတိုင်ကို လေဟာနဲ့ထဲမှာမထားပါနဲ့တင်တကယ်ဘလို့လူဖြစ်ချင်တယ်လေလူမှုရေးအလို့အကိုင်းကျမ်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာစတဲ့ကန္တအားလုံးမှာတင်ဂုံယူစွာနဲ့နေထိုင်လိုတဲ့ဘဝပုံစံ the ideal life design ကိုတတ်မှတ်ပါဘဝနေထိုင်မှုအခြေခံစံနှုန်းများကိုရေးဆွဲပါတင်တံဖိုးများ အချိန်နဲ့ကျူးစာအထုတ်မှုကိုမိတို့ခွဲဝေးသုံးဆွဲမှာဆိုတဲ့စံနှုန်းများကိုတတ်မှတ်ပြီး၎င်းတို့အား အလော့တန်လုံးဝမရှိရမယ်ဇီးမြင့်များအဖြစ်မှတ်တမ်းထားပါ အရှင်ယုံမင်းလုံဆောင်မှုအစီအစဉ်ကို The Sprint Plan ကိုစတင်ပါထာဝရကာလလိုစကလုံးကြီးကြောင်းဖိတ်အားမခံပါနဲ့နောက်လာမယ့်6လမှ7လအတွင်းတိတိကျကျတိုင်းတာနိုင်တဲ့ရည်မှန်းချက်များကို စွမ်းအားဖြင့်လုံဆောင်ပါတဲ့အတွက်စိတ်ငြိမ်ချမ်းရာနေရာဖန်တီးခြင်း Designing Your Century အတွင်းစိတ်ရဲ့တည်ငြိမ်အေးချမ်းမှုဟာပြင်ပပမင်းခြင်းကနေစတင်လာပါတယ်။ရှုပ်ပွက်နေများကိုရှင်းလင်းခြင်းပြုလုပ်ပါ။တင်းရဲ့နေထိုင်ရာပမင်းခြင်းကိုရှင်းလင်းခြင်းဟာတင်းရဲ့စိတ်ထဲရှိရှုပ်ထွေးမှုများကိုပါယောနှက်စေပါတယ်။၃နှစ်တာကာလအတွင်းအတုံးမပြူတော့တဲ့အရာတွေကိုရဲရဲဝံ့ဝံ့ဆွန့်ပစ်လိုက်ပါ။ရည်ရွယ်ချက်အလိုက် နေရာများကိုစီမံခန့်ခွဲပါ။တင်းပမင်းခြင်းတစ်ခုလုံးဟာတင်းရဲ့အတိတ်သောဘဝခရီးကိုပန်ပိုးကူညီပေးရပါမယ်။ လေးလာရနေရကိုလက်လှုပ်ရှားရနေရစသဖြင့်ရည်ရွယ်ချက်အတိုင်းဖန်တီးပါရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုဟာစိတ်ပိုင်းဆိုင်ရာစွမ်းအားကိုတိုးစေပါတယ်အခန်းရဲ့အပြင်အစင်အလင်းလောင်တဲ့အယောင်တွေကိုမိမိရဲ့စိတ်ခံစားမှုနဲ့လိုက်ဖက်ညီအောင်ပြင်ဆင်ပါအဓိကကြတဲ့ဒိငယ်ဒီအလေးချက်များတိဆောက်ခြင်းတော့ဆိုတဲ့ခေါင်းစဉ်မှာတော့ကြီးမားတဲ့အောင်မြင်မှုမှန်သမျှဟာနေ့စဉ်ပြုလုပ်နေတဲ့ဒိငယ်တဲ့လှုပ်ဆောင်ခြင်းများကနေဆင်းသက်လာခြင်းဖြစ်ပါတယ် စက်တိုက်ပေါင်းစည်းသည့်အကျိုးသက်ရောက်မှုကိုယုံကြည်ပါသေးငယ်တဲ့နေစဉ်အလုပ်ဆောင်မှုများဟာအချိန်ကြာလာတာနဲ့အမျှကြီးမားတဲ့ရလဒ်တွေဖြစ်ပြောင်းလဲသွားပါတယ်နေစဉ်တရားကိုင်နှုံးတိုးတက်ဖို့သာပန်းနိုင်ထားပါအ धिक သက်ရောက်မှုရှိသည့်အလေးအချင်းတစ်ခုကိုရွေးချယ်ပါဥပမာ နေစဉ်30မိနစ်တရားထိုင်ခြင်းပုံမှန်အချိန်ထိုင်းထိုင်းခြင်းတို့ဘို့35မိနစ်ကိုလတ်လှရှားခြင်းလှုပ်ခြင်းစသည်တင်းဤဘဝတစ်ခုလုံးအပေါ် အပြုသဘာဆောင်လဲတရားမှုရှိမဲ့အလေးချင်းတစ်ခုကိုဥစွာတည်ဆောက်ပါ မဖြစ်မနေလိုရမည့်အလေးချင်းဆိုတဲ့ habit stacking ကိုဖန်တီးပါဒီအလေးချင်းတွေကို အရန်လွယ်လို့မဖြစ်မနေလှုပ်ချင်းအောင်တင်းငင်အောင်လုပ်ပါဥပမာသွားတိုက်ပြီးတာနဲ့စာအုပ်ထဲကစာမျက်နှာတစ်မျက်နှာကိုဖတ်လိုက်မယ်လို့မျိုးရှိပြီးသားအကျင့်နဲ့ပေါင်းဆက်လိုက်ပါတင်းဤပဝန်းကျင်ကို ပြုစုပြောတော့ပါတင်းပေါင်းတဲ့သူတွေကပဲ တင်းအနာဂတ်ဘဝကိုဆုံးဖြတ်ပေးလာပါတင်းယူဆရာလေးပေးမယ်သူတွေနဲ့ပေါင်းပါတင်းကို ထောက်ခံအားပေးပြီးပန်းနံတွေကို ရောက်ဖို့ထွန်းအားပေးမယ်တိုးတက်တဲ့စိတ်ဓာတ်ရှိတဲ့လူတွေနဲ့ပို့ပြီးအချိန်ဖြုံပါ negative swine ရှိတဲ့သူတွေနဲ့ဝေးဝေးနေပါအမြဲတမ်းစိတ်ဓာတ်ကြနေနဲ့အဆိုးမြင်ပြီးတင်းကိုပါဆွဲခေါ်ခြင်းတဲ့သူတွေနဲ့ပေါင်းသင့်မှုကိုလျှော့ရှာတင်းရဲ့အချိန်နဲ့စိတ်ဓာတ်ကအရန်တန်ဖို့ရှိတဲ့ဆိုတာသတိထားပါ ဖတ်ရှားနားထောင်စရာတွေကိုရွေးချယ်ပါသင်ရဲ့စိတ်ကိုအစိတ်အတော့ချစ်စီမဲ့သတင်းနဲ့မီဒီယာတွေကိုရှောင်ပြီးသင်ရဲ့ပန်းနိုင်တဲ့အမြင်တွေကိုအားဖြည့်မဲ့အကြောင်းအရာတွေထားရွေးချယ်ဆွဲသုံးပါကဲဒီအချက်ချောင်းချက်ကိုသင်နားလေလိုက်ပြီဆိုရင်သင်ဘဝရဲ့အကြီးမားဆုံးစိန်ခေါ်မှုကိုစတင်နိုင်ပါပြီမှတ်ထားပါဘဝပြန်ဆဖို့ဆိုတာတရက်တည်းနဲ့ပြီးဆုံးသွားတဲ့ project မဟုတ်ပါဘူးဒါဟာနေ့တိုင်းသင်ရတဲ့အလေးအကျင့်လေးတွေကို ဆွဲမြဲစွာလုံဆောင်သွားတဲ့ခရီးရှည်ကြီးတစ်ခုပါဒီဗီဒီယိုကနေတခုခုရသွားတဲ့စိတ်သက်ခွန်အားရသွားတဲ့ဆိုရင် like share နဲ့ comment ပေးခဲ့ပါအောင်နော်နောက်ထပ်ဒီလိုစိတ်ခွန်အားဖြစ်စေမယ့်အကြောင်းအရာများကိုနားထောင်ဖို့ channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်တင်ဘောအစ်စ်ကိုအောင်မြင်စွာစတင်နိုင်ပါစေ